အားလုံးပဲမင်္ဂလာပါရှင်။ဒီချနာတင်ကြနေရဲ့နွန်ဘာလ7ရက်နေ့ရဲ့ရေဒီယိုစီစဉ်အောင်တက်ဆက်ပြတော်မှာဖြစ်ပါတယ်။ကံရင်တိမ်ပိတ်ထားတဲ့ချစ်ပွေးနဲ့ပုံဝါဒေတာကိုပြန်လည်ရရှိရေးပူတာဘူဟာမူနဲ့တူတိုင်မူကိုရိုင်းစစ်စင်ရေလုံနေရလို့ကြားသိရကြောင်းဘုံမကြီးနှုတ်ဘူးကပြောပါတယ်။ဆီအိုဆူရဲ့ EID စနစ်ကိုကူညီဖို့အိန္ဒိယနေပညာအဖွဲ့နေပြီးတော့ရောက်ရှိနေပါတယ်။ ရန်ကုန်တော်လိုင်းညီနောင်လေးဘွေကစေအုပ်စုရေးကောက်ဘွေကိုစန့်ကျင်ဖို့ဖက်ဆက်နှွေမှာစာရေးသားပြီးဖြောင်းဝေခဲ့ပါရယ်။စာရေးတရင်တွေကိုတင်ဆက်ပေးတော့မှာပါ။ကျမတို့စစ်စင်တဆက်သူမိုင်းနေဖြစ်ပါရယ်။ကဲဒီမိတ်သားရဲ့ချစ်ဖွေးနေပုံဝါဒေတာကိုပြန်လည်ရရှိရေးဘူတော်ဖြူဟာမှုနဲ့တူတိုင်မှုကိုရိုင်းစစ်စင်ရေးလုံနေတွေလို့ကြားသိရချောင်းဘုံမူချင်းတို့ဘူကပြောပါရယ်။ဆက်ဆိုင်ကတင်ဆက်ပေးမှာပါ။ စစ်ကော်မရှင် NDAK နဲ့ဦးတန်ဦးတန်ဦးဆောင်တဲ့ပြည်သူစစ်တပ်ဖွဲ့တွေဟာ KA တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားတဲ့ချစ်ဖွေပန်ဝါဒေတာကိုပြန်လည်ရရှိနိုင်ရေးနေစဉ်ထိုးစစ်စင်တိုက်ခိုက်နေပြီးပူတာအိုဘျူဟာမူနဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကဒုတိယတိုင်းမှုတို့ကိုတိုင်းစစ်စင်ရေးလုပ်နေရလို့ကြားသိရကြောင်းကချင်လွတ်လပ်ရေးအဖွဲ့အစည်း KAO KA တရင်နဲ့ပြန်ကြားရေးတာဝန်ခံဘုံမူကြီးနော်ဘူးကပြောပါရယ်ဒီကြောင်းနေကတူညာငါခေါ်ရမှာ အဝဘူတာဘူဟာမှုတွေအများကြီးရှိနေတယ်ဘူတာဘူဟာမှုတွေမြကျင်းနာကဒူတိုင်းမှုတွေထိသွားရောက်ပြီးစစ်စင်ရေးတွေလုပ်နေတယ်လို့လည်းကြားသိရတယ်။ဦးတန်ကူတန်ပြည်သူ့ဆက်အဖွဲ့နဲ့အတူစစ်ကော်မရှင်ပူးပေါင်းတပ်ဖွဲ့တွေဟာခုံလန်ဖူးဘက်ကနေလန်ဆဲအထက်ဘက်ကိုထိုးစစ်ဆင်လာတာကြောင့် KIA ဘက်ကခုခံတိုက်ခိုက်မှုတွေလုပ်နေပါတယ်။ အဲဒီလိုသောဆစ်စင်တိုက်ခိုက်မှုမှာ drone တွေနဲ့လက်နက်ကြီးတွေပစ်ခတ်မှုတွေရှိပြီး KIA တိုက်ခိုက်သိမ်းပိုက်စုံမထားတဲ့နယ်မြေတွေကိုတော့စစ်ကော်မရှင်နဲ့ပြည်သူစစ်တပ်ဖွဲ့တွေပြန်လည်သိမ်းပိုက်နိုင်တာမရှိသေးဘူးလို့လည်းသိရပါဗျ။စစ်ကော်မရှင်ပူးပေါင်းတပ်တွေဟာပြီးခဲ့တဲ့စက်တင်ဘာလတတိယအပတ်လောက်ကတည်းကအထက်ပါနယ်မြေဒေသတွေကိုပြန်လည်ရရှိရေးမြေပြင်ဝေဟင်သောဆစ်စင်တိုက်ခိုက်နေရပါ။ဒါအပြင်ဝိုင်းမော်မြို့လမြန်ချေးဝါဘက်မှာလည်းလက်နက်ကြီးတွေနဲ့နေစင်ပစ်ခတ်မှုတွေရှိနေပြီးဗမာနဲ့ဖက်ကတ်မြို့နယ်ဘက်မှာလည်းနေစင်တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ စစ်ကောင်မရှင်ဟာလာမယ့်ဒီဇင်ဘာလနဲ့ဇန်နဝါရီလမှာပြုလုပ်မဲ့ရွေးကောက်ပွဲမှာနေမြေစိုးမိုးရရှိနိုင်ဖို့အတွက်နေစဉ်ဆိုသလိုထိုးစစ်ဆင်တိုက်ခိုက်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။စစ်ကောင်မရှင်လက်အောက်ခံဦးခုံတင်ရဲ့ဦးဆောင်တဲ့နေချားဆောင်တဲ့ကချင်အထူးဒေသတေရဲ့ဘန်ဝါကမ်ပိုင်ဒီနဲ့ဖီမော်ဒေသတွေအပါချစ်ဖွေခရိုင်တစ်ခုလုံးကို KIA ကနေမနစ်ကအော်တိုဘာလနဲ့နိုဝင်ဘာလအတွင်းတိုက်ခိုက်သိမ်းပိုက်ချတာပါ။ကချင်အထူးဒေတာတေဟာမြေရှားတပ်တုလုပ်ငန်းတွေကိုအဓိကလုပ်ကိုင်တဲ့ဒေတာဖြစ်သလိုလန်ဆယ်ဒေတာဟာလည်းရွှေတူးဖော်တဲ့ဒေတာဖြစ်ပါတယ် ီတူလူထုအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့တရင်ကြောင်းရတွေကိုပေးဖို့ channel ဆိုရင်တော့မြစ်နာတရင်ချန်နယ်ရဲ့ messenger အနေဖြစ်စေဖုန်းနံပါတ်09956 3933ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ်။ဆေးဥစုရဲ့ EID စနစ်ကိုကူညီဖို့အိန္ဒိယနေပညာအဖွဲ့နေပြီးတော့ရောက်ရှိနေပါတယ်။ Theresa ကတင်ဆက်ပေးမှာပါ။ စိုးစုကပြုလုပ်နေတဲ့ EI ဒီစနီယာတွင်ဤပညာကိုညီပေးဖို့အိန္ဒိယကပညာရှင် အဖွဲ့ဟာနေပြည်တော်ကိုရောက်နေပြီလို့ဒီနေ့ထုတ်တဲ့စာတွေရဲ့ဖော်ပြချက်အရတရားပါတယ်။အဲဒီအဖွဲ့ကိုစိုးစုရဲ့လူမှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးကိုတိုင်နိုဝင်ဘာလ17ရက်နေ့ကလက်ခံတွေ့ဆုံခဲ့တယ်လို့တရားပါတယ်။ ဆီယိုဆုနဲ့အိန္ဒိယအစိုးရဟာအခုနေဇူလိုင်လပိုင်းတုန်းကမြန်မာနိုင်ငံ Digital Identity အတွက်ရှေ့ပြေးစီမံကိန်းပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်းလွှာကိုလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်နိုဝင်ဘာလ17ရက်နေ့မှာအိန္ဒိယနိုင်ငံရဲ့ National Institute for Smart Government NISG ကပညာရှင်တွေရောက်လာတာဖြစ်ပါတယ်။ အရိအဖွဲ့ဟာနိုဝင်ဘာ17ရက်နေ့ကနေ19ရက်နေ့အထိရှေ့ပြေးစီမံကိန်းပူပေါင်းဆောင်ရွက်မှုအဖြစ်ဤပညာဆိုင်ရာလိုအပ်တဲ့စံတပ်ချိတ်ဆက်မှုတွေကိုပြုလုပ်သွားမှာဖြစ်တယ်လို့ဆိုပါတယ်ဆိုဆိုဟာဒူဒူပြုလုပ်နေတဲ့ EID စနစ်နဲ့အိန္ဒိယနိုင်ငံမှာဆောင်ရွက်နေတဲ့ MOSIMB platform တို့ကိုပေါင်းစပ်အသုံးပြုသွားမှာဖြစ်တယ်လို့လည်းသိရပါတယ် ဆောဆူရဲ့ EID စနီဟာနိုင်ငံသားတယောက်ချင်းစီကိုစောင့်ကြည့်နိုင်တဲ့စနစ်ဖြစ်တာကြောင့်တော်လိုင်းအရာစုတွေကတော့အဲ့ဒီလှုပ်ဆောင်မှုအပေါ်ကန့်ကွက်ရှုံချထားကြပါတယ် EID လောက်ဆောင်နိုင်ဖို့အတွက်လဲစေဦးစွာနိုင်ငံသားတွေရဲ့ဇီဝအချက်အလက်တွေဖြစ်တဲ့လက်ပွေယာမျက်ခြေလွှာစတဲ့အချက်အလက်တွေကိုလည်းကောက်ယူမှုတွေပြုလုပ်နေပါတယ်။လက်ရှိအချိန်မှာလဲစေဦးစွာသူတို့ကိုစန့်ကျင်တဲ့သူတွေကိုဖန်ဆီးနိုင်ဖို့အတွက် Person Scrutinization and Monitoring System PSMS နဲ့ကိုအသုံးပြုပြီးဖန်ဆီးစစ်ဆေးမှုတွေလည်းပြုလုပ်နေပါတယ်။ ဆီယိုဆူရဲ့ရွေးကောက်ပွဲကိုတပိမောဆန်ချနေအနေနဲ့ money flow လှုပ်ရှားမှုကိုပြလုပ်ခဲ့ရလို့ရန်ကုန်တော်လိုင်းညီနောင်လေးဖွဲ့ကဒီကနေ့ထုတ်ပြန်ထားပါတယ် money flow လှုပ်ရှားမှုဆိုတာကတော့ပတ်စံတွေမှာရွေးကောက်ပွဲကိုဆန်ချဖို့အရေးတာပြီးအဲဒီပတ်စံတွေကို P2 တွေကြားဖြတ်ဝင်သုံးစွဲမှုလုပ်တာလို့ဆိုပါတယ်အဲဒီလှုပ်ရှားမှုကိုစက်တင်ဘာလနဲ့အောက်တိုဘာလနှစ်လရပောင်း60အတွင်းငွေကျပ်15သိန်းဖို့လောက်မှရေးသားခဲ့တာလို့သိရပါတယ် ဲ့ဒီ person တွေပေါ်မှာတော့ထွက်ပေါက်မဟုတ်ဘူး no vote ဖက်စစ်ရွေးကောက်ပွဲကိုတပ်ဖြတ်ချသူ့ရောင်ရွေးကောက်ပွဲကလုံးဝလက်ခံစရာအကြောင်းမရှိစားရိစားသားတွေရေးပြီးတုံဆွဲပြောင်းဝင်ခဲ့ကြတော့လို့ဆိုပါတယ်ပစံမြောက်ကိုဘီတူမဘီတူတို့ပြန်လေဖြန့်ဝေတုံဆွေတရင်စကားပါချင်းဖြစ်အတူရောင်ရွေးကောက်ပွဲတပိတ်မောက်ဆန့်ချင်းရအသူပူပေါင်းပဝင်ပေးချပါရန်လေစားစွာဖြင့်အထူးတိတ်သွန်အပါတီလုံးလဲရန်ကုန်တော်လိုင်းညောင်လေးဖွဲကအေးသာထားပါရယ် ။လက်ရှိချိန်မှာတော့ CEO စုဟာရေကောက်ပွဲဖြစ်မြောက်ရေးအတွက်ဒိတ်တန်လှုံ့ဆော်နေတယ်လို့စံချုပ်နေသူတွေကလည်းစက်တက်ဖန်ဆီမှုတွေလှုပ်တာနဲ့တရားစွပ်စွပ်မှုတွေကိုလှုံ့ဆော်နေပါတယ်။စီအိုဆူရဲ့ရေကောက်ပွဲအပိုင်းတစ်ကိုတော့ဒီဇင်ဘာလ28ရက်နေ့မှာပြုလုပ်သွားမှာဖြစ်ပြီးတလိုင်းအရာစုတွေကတော့အဲ့ဒီရေကောက်ပွဲဟာအတူရောင်ရေကောက်ပွဲတော့ဖြစ်တယ်လို့အတူရောင်ရေကောက်ပွဲတော့ဖြစ်တယ်ဆိုပြီးစံချိန်ကန့်ကွက်ထားကြပါရယ်။အနည်းငယ်ကြီးစွာတည်ရှိနေတတ်တဲ့မြေမြုပ်မိုင်းတွေရဲ့ တိမဖွဲရာတွင်ပြင်လက္ခဏာတွေအကြောင်းအသိပညာပေးပြောပြသွားပါမယ်။မြေမြုပ်မိုင်းတွေဟာအမျိုးအစားပုံတံအရွယ်အစားနဲ့အယောက်မျိုးစုံနဲ့ရှိနေတတ်ပါတယ်။မြေမြုပ်မိုင်းတွေကိုတက်တာဓမ္မမဟုတ်ပလတ်စတစ်ဓမ္မမဟုတ်သတ္တုတွေနဲ့ပြုလုပ်ထားနိုင်ပါတယ်။တချို့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာလက်လုတ်တွေဖြစ်ပြီးနှိမ့်စင်သုံးအရာဝတ္ထုတွေနဲ့တူပါတယ်။တတိပြုဖို့ကတော့အဲ့ဒီပစ္စည်းတွေကပုံမှန်နေရာဓမ္မမဟုတ်ဝါယာကျိုးနဲ့ရှိနေတတ်ပါတယ်။ ြင်းမြုပ်မိုင်းအများစုဟာမြင်တွေ့ဖို့ခက်ခဲပါတယ်။မြင်းမြုပ်မိုင်းအပါအဝင်အသုံးပြုပြီးမပေါက်ကွဲသေးတဲ့လက်နက်ပစ္စည်းတွေလက်လုံမိုင်းတွေဟာမြေကြီးပေါ်မှာတမကမြင်အောင်မှလည်းရှိနေတတ်ပါတယ်။မြင်းမျက်နှာပြင်ပေါ်တွေမှာပဝင်းကျင်အနေထားနဲ့တသားတဲ့ဖြစ်အောင်ပုံဖြတ်ချထားတတ်ပါတယ်။ရေပူရအဖြစ်ကွယ်ဝတ်တည်ရှိနေတတ်ပြီးမြင်တွေ့ဖို့ခဲယဉ်ပါတယ်။ မြေမြုံမိုင်းတွေဟာမိုးလေရေစတဲ့ရာသီဥတုအခြေအနေတွေနဲ့ရေကြီးမြေပြိုဖြစ်ပြီးတဲ့နောက်ပုံတံပြောင်းလဲနေတယ်လို့မူလနေရာကနေတခြားနေရာရွေ့တာဖြစ်ပေါ်တတ်ပါတယ်။မြေမြုံမိုင်းတွေကိုထူထပ်တဲ့မြက်ပင်တွေနဲ့တစ်ပင်တွေကြား꿰ပြီးမြုပ်ထားထောင်ထားတတ်တယ်လို့ရေအောက်မှာမြုပ်ထားတတ်တဲ့အပြင်ပုံစံမျိုးမျိုးနဲ့မြုပ်ထားထောင်ထားတတ်ကြပါတယ်။အချို့မြေမြုံမိုင်းတွေကိုမြေမျက်နှာပြင်အောက်ထဲမှာမြုပ်ထားတတ်ပြီးခြေနဲ့တက်မြင်နေတဲ့အခါဒါမှမဟုတ် ရင်နဲ့တက်ချိတ်မိတဲ့အခါပေါက်ကွဲမှုကိုဖြစ်ပေါ်စေပါတယ်။မြေမြုပ်မိုင်းအမျိုးအစားတွေကိုလူတက်မြေမြုပ်မိုင်းနဲ့ရင်ဖြတ်မိုင်းဆိုပြီးနှစ်မျိုးခွဲခြားနိုင်ပါတယ်။လူတက်မြေမြုပ်မိုင်းမှာမှရုပ်ချီပေါက်ကွဲမိုင်းနဲ့အစားထွက်လူတက်မိုင်းဆိုပြီးနှစ်မျိုးရှိပါတယ်။ရုပ်ချီပေါက်ကွဲမိုင်းဆိုတာကဘာပေါ်မှာအတွေ့ရဆုံးမိုင်းအမျိုးအစားတစ်ခုဖြစ်ပြီးမြေအောက်မှာမြုပ်ထားလေးရှိပါတယ်။အစားထွက်လူတက်မိုင်းဆိုတာ ပောက်ကွဲတဲ့အခါအစာနာဖျာထွက်ပြီးထိခိုက်သူတမကအနီဝင်းကျင်က အခြားသူတွေကိုပါထိခိုက်ပြီးဒေဆုံနိုင်ပါတယ်။ရင်ဖြတ်မိုင်းဆိုတာကရင်တွေကိုဖျက်ဆီးဖို့အတွက်ရည်ရွယ်တာပါ။လူတက်မြေမြုပ်မိုင်းတွေထက်အရွယ်စားပူကြည့်ပြီးပောက်ကွဲအားကိုပုံမပြင်းထန်လေးရှိတာဖြစ်ပါတယ်။အချို့မြေမြုပ်မိုင်းတွေကိုမြင်းမျက်နှာပြင်ပေါ်မှာချထားပြီးတော့ဝါယာကျုံးမြင်လေးတွေနဲ့ချိတ်ဆက်တွေ့တန်းထားပြီးဒီကျုံးမြင်ကို ထိမိတာဒါမှမဟုတ်ဖျက်တောက်တာပြုလုပ်ခဲ့မြင်ပောက်ကွဲမှုကိုဖြစ်ပေါ်စေမှာပါ။ ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုပဋိပက္ခအတွင်းပြခတ်ခြင်းပြစ်လွတ်ခြင်းတို့ပြုလုပ်နိုင်ပြီးတစုံတစ်ခုနဲ့ထိခိုက်မိတဲ့အခါမျိုးတွေမှာလည်းပောက်ကွဲမှုကိုဖြစ်ပေါ်စေပါတယ်။ရေမြုပ်မိုင်းနဲ့အခြားပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာအတုံးပြုတ်ဖို့အတွက်ဓမ္မမဟုတ်အတုံးပြုတ်ပြီးတဲ့လက်နက်တွေဖြစ်ပါတယ်။ဥပမာတနတ်နဲ့ပြခတ်တာအမြောက်နဲ့ပြစ်တာတိုက်လေရင်ပေါ်တွေကနေပြစ်ချတာလက်နက်ကင်တောက်ဖွဲ့တွေကဖွဲ့ထားတာတွေဖြစ်ပါတယ်။ ရင်မြုံမိုင်းနဲ့အခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုတိုက်ပွဲတွေမှာအများဆုံးအသုံးပြုလေးရှိကြပေမဲ့လက်နက်ကင်အဖွဲ့တွေတာမကအယက်သားပြည်သူတွေကိုပါ ထိခိုက်စေတာဖြစ်ပါတယ်။ရင်မြုံမိုင်းတွေကိုတိုက်ပွဲဖြစ်ပွားလေးရှိတဲ့နေရာတွေလက်နက်ကင်တပ်ဖွဲ့တွေရှိတဲ့နေရာတွေလက်နက်ကင်တပ်ဖွဲ့တွေရှိခဲ့တဲ့နေရာအသုံးပြုသွားတဲ့လမ်းတွေနဲ့အနီးဝန်းကျင်နေရာတွေမှာတွေ့ရှိလေးရှိပါတယ်။တချို့တော့ရင်မြုံမိုင်းတွေဟာခုံပြနိုင်ခဲ့ရင်ပေါက်ကွဲနိုင်စွာမြင့်မာပြီးအဝေးကို ခြေပြန့်စွာထိခိုက်မှုဖြစ်ပေါ်စေပါတယ်။ ရေပြင်းတဲ့ထိချိန်မပေါက်ကွဲသေးဘဲဆက်ရှိနေလဲအနည်းကြီးစွာကြန့်ရှိနေနိုင်ပါတယ်။မြေမြုပ်မိုင်းနဲ့အခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကြောင့်လူနဲ့တရိစ္ဆာန်တွေကိုအသက်သေစေနိုင်ပါတယ်။မြေမြုပ်မိုင်းတွေနဲ့ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာလက်နဲ့ကင်ပတိပခများရက်ဆဲသွားပြီးနောက်တွင်မှလည်းအသက်အန္တရာယ်တွေကိုချိန်ချောက်နိုင်တဲ့ပစ္စည်းအဖြစ်ကြန့်ရှိနေနိုင်တဲ့အပြင်တက်တန်းကုန်ဆုံးတာလည်းမရှိပါဘူး။ဒီကနေ့သတင်းချန်နယ်ရေဒီယိုအစီအစဉ်ကိုအပတ်စဉ်တင်လာနေရတဲ့အထိ ည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။အချင်းပြည်နယ်တွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းကျွန်တော်သတင်း channel app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလေးစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။